အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုယ်တိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့ COI အရန်ခက်ခဲအကျက်တဲဖြစ်နေမိတ်ဆွေများအတွက်ရွတ်မဲ့ဂါထာလေးတွေပုတ်မြောက်ပြီးမှဖြစ်ပါတယ်ဒီဂါထာကိုရွတ်လို့ရှိရင်ဖြစ်နေတဲ့ COI ခက်ခဲအကျက်တဲရနေပြီးကြော်လွန်သွားစေပါတယ်ဗျာအဒီဂါထာကျွန်တော်ကိုယ်တိုင်ပဲပဲလက်တွေ့အသုံးပြုခဲ့တဲ့ဂါထာပဲဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တိုင်လည်းနှစ်ကြိမ်တိတိဟောကြားခဲ့တဲ့ဂါထာလို့လူသိများလာပါတယ် အဲ့တော့ကျွန်တော်တို့ဒီကတော့ကျွန်တော်ကိုဗစ်တွေဖြစ်တော့ကျွန်တော်တို့အဲရုံငန်းတွေပိတ်ရဆိုင်တွေပိတ်ရအလုပ်တွေပိတ်ရအဲ့လိုမျိုးပိတ်ထားရတယ်အဲ့လိုပိတ်ထားတဲ့အခြေအနေမျိုးတွေမှာအဲဖုန်းနဲ့လမ်းပြီးတော့လမ်းပြီးလမ်းပြီးတော့အကူအညီတောင်းတာမျိုးတွေရှိတယ်အဲ့ဒီအချိန်ကမျိုးပါလဲခက်ခဲတွေဖြစ်ခဲ့တယ်ပေါ့နော်အဲ့အချိန်မှာကျွန်တော်လည်းပဲအဲ့တော့ကျန်ရမြဖြစ်တာနဲ့ဒီကာတာလေးကိုကျွန်တော်အသုံးချခဲ့ပါတယ်ဒီကာတာလေးကိုအမြဲရုပ်ပေါ်ပေါင်းများခဲ့ပါတယ်တလီတစားလေးရုပ်ပေါ်ပေါင်းများတယ်တလီတစားလေးလုတ်ခဲ့တယ် အဲ့လိုအချိန်ကြီးနေစပြီးတော့ကျွန်တော်ဖုန်းဆက်ပြီးတော့အဲကျွန်တော်လမ်းမင်းပဲသူတွေပြောမဲ့သူတွေအဲဟောကပြောတာလေးဆင်ပြေလာတယ်အဲ့လိုမျိုးလေးဖြစ်ခဲ့တယ်ပုံနော်အဲ့တော့ဖြစ်ခဲ့တဲ့ကျွန်တော်တွေဆိုင်ဖွင့်တာနေတောင်းမှပို့လို့စီကားလာသေးတယ်ပုံနော်အဲ့တော့တချို့ဆိုလို့ရှိရင်ကြိုကြိုတင်ပြီးတော့မှကြိုပိုက်ဒီတုံးငင်းနေယူကြတာမျိုးတွေရှိတယ် ားရမျိုးတွေရှိခဲ့တယ်ပေါ့တော်တော်အဆင်ပြေလာခဲ့ပါတယ်ဒါကြောင့်မလို့စီဝါလေးအကြက်ကြက်ခက်ခဲချမ်းနေဖြစ်သွားတဲ့အခါမျိုးမှာအဲ့တော့ကျွန်တော်တို့ဒီခါရာကိုအသုံးချလို့ရပါတယ်ဒီခါရာတော့အလုံးသိပိသားဖြစ်တဲ့ဒီဝတ္တပတိခါရာခေါ်တပ္ပဇေယမင်္ဂလာခါရာတို့ကြီးပဲဖြစ်ပါတယ်ဗျဒီခါရာတို့ကြီးကဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တိုင်နှစ်ချိန်တည်းတည်းဟောကြားခဲ့တဲ့ခါရာတို့ကြီးပါပဲဗျဒါကြောင့်မလို့ယုံကြည်စိတ်ချစွာရုပ်ပေါ်ပေါ်မြှောက်လို့ရပါတယ်ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့နှုတ်ထွက်တော်ခါရာပဲဖြစ်ပါတယ်ဗျဟောရုပ်ပေါ်ပေါ်မြှောက်မယ် ဒီကတော်ကြီးကိုမရုတ်ဖက်ခင်မှာကိုယ့်ရဲ့အိမ်ဖျားမှာပုံနော်အိမ်ဖျားမှာကျွန်တော်တို့ဒီဒီဖျားเจ้าဆောင်လေးတန့်ရှင်းလုံးမယ်ဖျားပုံတော်လေးလေးတန့်ရှင်းလုံးမယ်ရေတက်ပေမယ်ဗောရေတက်ပေမယ်ကျွန်တော်တို့ရောင်ကြီးတော့ဖွင့်ဖွင့်ပေးမယ် တော့ကျွန်တော်တို့ဒီဝါဒက်ဘရီကာတာကို28ခေါက်ရုပ်ပြရမှာဖြစ်ပါလေဗျမနဲ့တိုင်းရုပ်ပါမနဲ့ဆော့ဆော့လေးရုပ်ပါနံပါတ်အတွင်းမှာထူးခြားတိတ်တတ်တာကိုမိတ်ဆွေများတွေ့ရမှာဖြစ်ပါလေဗျအဲ့တော့ကျွန်တော်တို့ရုပ်ပပေါင်းများမယ်ဒီဝါဒက်ဘရီကာတာကိုတပတ်စီရမင်္ဂလာကာတာတို့ကြီးရတော့ဒီဝါဒက်ဘရီအာဒိစောရဒီမာဘာတိစန္တိမာတဏ္ဍောခတ္တိယောတပတိဇာယတပတိဗျံမနောအာထတပ္ပမဟောရတိ ဘုဒ္ဓတပ္ပတိတေဇတာတာတိတံတေဇတံပန္နံဘုဒ္ဓဝရမိအာဒရံနမဂာနုဘဝေနတပ္ပေပုရိန္တုသင်္ကပ္ပာဒိဝတပ္ပတိအာဒိသော ရတိမဘာတိစန္တိမတဏ္ဍောခတိယောတပ္ပတိဇာဟိတပ္ပတိဗျမနောအထတပမဟောရတိဘုဒ္ဓတပ္ပတိတေဇတာတာတိတံတေဇတံပန္နံဘုဒ္ဓဝရမိအာဒရံနမဂာနုဘဝေနတပ္ပေပုရိန္တုသင်္ကပ္ပာဒိဝတပ္ပတိအာဒိသော ရတိမဘာတိစန္တိမ တဏ္ဏောခတိယောတပတိဇာဟိတပတိဗျံမနောအထာတပမဟောရတိဘုဒ္ဓောတပတိတေဇာတာတာရိတံတေဇသံပန္နံဗုဒ္ဓဝရမိအာဒရံနမဂာနုဘဝိနတပ်ပိပုဏ္ဏတုတင်ကပ္ပဆိုပြီး29ခေါက်ရုပ်ပေါ်မြပြရမှာဖြစ်ပါတယ်ဗျအဲ့တော့ဒီဟာလေးကိုမနေ့တိုင်းဖရာကျောင်းဆောင်ရှိလီမှာဖရာကျောင်းဆောင်တန်ရှင်လေးလို့ဖရာဖရာကျောင်းဖရာရဲ့စီနုတော်လေးတွေပုံတော်လေးတွေကိုကျွန်တော်တို့အမွေ အမွေနဲ့တိုင်းမြဖြန်း အမွေတတိုင်များဖြန့်ပြီးတော့ရေတက်ပဲရောင်တော်ဖွင့်ပြီးပြီဆိုတာနဲ့အတီးလေးတွေပေါ့နော်ဘာတိနေနေကတ်လူပူဇော်ပေးပါအတီးတမျိုးမျိုးကတ်လူပူဇော်ပေးတောက်တော်ရီသုံးတော်ရီအပြည့်လေးနဲ့ကတ်လူပူဇော်ပြီးတာနဲ့ဒီကတော့28ခေါက်ယူပေးပါမနှက်တိုင်းယူကြည့်ပါနှစ်ဘက်တွေ့မှထူကြသည့်တလောက်တွေ့ရမှဖြစ်ပါလေဗျယူကြည့်ပါတကယ်လည်းအဆင်ပြေပြီတကယ်လည်းဆွမ်းတက်ပါလေဗျဟုတ်ကဲ့ကာရဏတိပဲကျင်းလေးရတော့နေမင်းကနေခါမှပဲထုံလင်းတောက်ပါတယ်လာမင်းရနေညခါမှဒါထုံလင်းတောက်ပါတယ် ရှင်ပြည်မင်းမြတ်ကလည်းမင်းမြတ်တစားဝုစားစင်မသာတင့်နေတော့ပါတယ်ရန်နာရှင်မြတ်များတော့ဇံမင်းရှင်ဝုစားမှတင့်နေတော့ပါတော်မူတယ်ဘုရားမဆော်ဘုရားရှင်တော်နေောညာအခါပလုံးတကိုယ်တော်မျိုးမျိုးရောင်ကြီးတော်မျိုးမျိုးနဲ့မြေနှံထုံးနေတော့ပါတော်မူတယ်ဤသို့ထုံးနေတော့ပါသူမျိုးမျိုးမြတ်စွာဘုရားကိုတပည့်တော်ရှိခိုးပါ၏ရှင်မြတ်ဤသို့ရှိခိုးတော်ကောင်းမှုငန်း အကျိုးစီနာများကြောင့်ကြံကြံသမျှတောင်းတမျှအရာရာအားလုံးလင်းမြန်စွာပြည့်စုံပါသည်စီဝါကြည်ဝါရည်နှင့်ဒီလပြည့်စုံမြသည်တိုးတက်ပါသည်အလိုကြီးတန်းကြီးတဲ့ပေးနိုင်ပါစေသာသနာပြုလူနှမ်းနိုင်ပါစေဆိုပြီးဆုတောင်းလိုက်ရုံပါပဲဗျဆုတောင်းမြတ်တာဖို့အမြတ်ပေးဖို့လိုက်ပြီးပါပြီဒီဟာလေးကိုမနှစ်တိုင်း အလုံမသွားခင်အပြင်မသွားခင်မှာရုပ်ပောက်ပွားများကြည့်ပါတကယ်ကိုအဆင်ပြေပြေထူးခြားလာတော့တွေ့ရမှာဖြစ်ပါတယ်ဗျကဲကျွန်တော်မိတ်ဆွေအားလုံးနဲ့စီးပွားကြီးဝိုင်းများဒီလာတိုးတက်ကြပါစေလူတန်းတွေလုံနိုင်ကြပါစေသာသနာတွေပြုနိုင်ကြပါစေဗျရုပ်ပောက်ပွားများလို့ဆိုခါရမန်နေများရှိတဲ့ခမအောင်မှာရေကမြေကတောင်းကြပေးပါခင်ဗျကြည့်ရှုနာစေမိနဲ့ကျွန်တော်မိတ်ဆွေခွန်းသားသမီးအားလုံးအထူးပဲကျေးဇူးတင်ပါတယ်ဗျာ